Snoop Dogg Dr. Dre, Eminem, Azabeth, Travis Parker လိုမျိုးအောင်မြင်တဲ့သူတွေကြားထဲမှာတူညီတဲ့အချက်တစ်ချက်တော့ရှိနေပါတယ်။အဲ့ဒါကတော့သူတို့ရဲ့ခန္ဓာကိုယ်အရေးပြားပေါ်မှာရှိတဲ့တက်တူးတွေကိုထိုးပေးတဲ့သူပါပဲ။အဲ့ဒီတက်တူးတွေအားလုံးကို Los Angeles မှာရှိတဲ့ Chicano တယောက်ကထိုးပေးထားတာပါ။သူ့စီမှာတက်တူးတစ်ပုံထိုးရင် ဒေါ်လာ300လောက်ကနေစပြီးဒေါ်လာ9000လောက်အထိကိုပေးရပါတယ်တက်တူးတပုံကိုမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်12သိန်းကနေ300လောက်ထိပေးရတဲ့ artist တစ်ယောက်ပါပဲနာမည်ကတော့ Mr. Cartoon လို့ခေါ်ပြီးတော့ Mr. Cartoon လက်ရာတွေကဘယ်လောက်များထူးခြားနေလို့လဲသူ့လိုမျိုးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာဖို့အတွက်ဖြတ်သန်းခဲ့ရတဲ့လမ်းခေရရောဘယ်လိုမျိုးလဲ Los Angeles လို့ပြောလိုက်တာနဲ့ကျွန်တော်တို့အားလုံးရဲ့အတွေ့အကြုံတွေမှာဘာကိုအရင်ဆုံးပြီးမြင်မိကြလဲလွန်ခဲ့တဲ့9လလောက်ကလောင်းခဲ့တဲ့ Tommy လား Hollywood စိုင်းပုတ်ကြီးလား ဒါမှမဟုတ် GTA San Andreas ထဲကမြို့လားအဲလီမြို့ရဲ့လမ်းမတွေပေါ်ကိုရှောက်သွားကြည့်လိုက်တာနဲ့ထန်းပင်တွေတိုက်ခန်းနေတဲ့ low rider ကားတွေအပြင်ကိုလမ်းတောင်မြောက်ယထာလမ်းတွေနဲ့နောက်ဖေးလမ်းကြားတွေမှာစကားပြောနေတဲ့နိုင်ငံတွေရှိကြပါတယ်။မြင်လိုက်တွေ့လိုက်တာနဲ့စက္ကန့်ပိုင်းလောက်မျောသွားပြီးတော့အလုတ်လက်ဆအလုတ်တွေပါခဏလောက်ရက်တန့်သွားစေလောက်တဲ့အမှုပညာလက်ရာမြောက် gravity လက်ရာတွေပါပဲ။ဒီလိုလက်ရာတွေက hip hop ယဉ်ကျေးမှုစတင်ပေါ်ပေါက်ခဲ့တဲ့အမေရိကန်နိုင်ငံရဲ့နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ အနုပညာမျိုးတော်လည်းဖြစ်တဲ့အယ်လီကတော့တရုတ်ဆောင်ဒါရိုက်တာတေးရီတေးဆိုရီနဲ့လှပနေတဲ့အမေရိကန်နိုင်ငံရဲ့မြို့တစ်ခုပါပဲဒီလိုနေရာမျိုးမှာလွန်ခဲ့တဲ့နှစ်90ကျော်လောက်ကချီကာနိုမီသားစုကနေကလေးတယောက်မွေးဖွားခဲ့ပါတယ်အယ်လီမျိုးရဲ့အရှိပိုင်းဆက်ယုံလှုပ်တာစောက်လို့ရေးလှုပ်တာဝက်ရှော့ဆရာစတဲ့အလုပ်မျိုးတွေလုပ်ကြတဲ့တာမန်ရက်ကွက်တစ်ခုမှာကြီးပင်းခဲ့တဲ့သူကတော့နောက်တစ်ချိန်မှာတက်တူးတပုံထိုးပေးလိုက်တာနဲ့ပတ်စံတွေတောက်တောက်လဲရှာနိုင်လောက်တဲ့လူတယောက်ဖြစ်လာမယ်ဆိုရင်ဘသူမှတော့ယုံကြည်ခဲ့မှာမဟုတ်ပါဘူး ါပေမဲ့သူ့ရဲ့မိသားစုကတော့သူ့အပေါ်မှာယုံကြည်မှုပြင်းထန်ခဲ့တယ်။မိဘနှစ်ပါးရဲ့ဘာသာတရားကမ်းရှိုင်းမှုအောက်မှာနေခဲ့ရပြီးတော့ဖခင်သခင်ကချီးမြှောက်တော်မူထားတဲ့ကလေးတယောက်အဖြစ်နဲ့သူ့ရဲ့ငယ်ဘဝကိုဖျက်ဆီးခဲ့ရတယ်။ငယ်ငယ်ကလေးကပုံဆွဲဝါသနာပါခဲ့ပြီးတော့သူ့အတွက်တော့ပုံဆွဲရတယ်ဆိုတာစိတ်ဖိစီးမှုတွေကနေလွတ်မြောက်ဖို့အတွက်တခုတည်းသောလမ်းဆိုပြီးလဲယုံကြည်မှုထက်သန်ခဲ့တယ်။သူ့မိဘတွေကလည်းမွေးထားတဲ့သားကဒီလိုအမှုပညာမှာဝါသနာပါတဲ့အတွက်အနောက်ကနေအစွမ်းကုန်ထောက်ပံ့ပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ဝါသနာပါတဲ့လမ်းပေါ်ကိုအနောက်ကနေအားပေးတဲ့မိဘရှိတဲ့အချက်ကမစ္စတာကာတွန်းလို့ခေါ်တဲ့မတ်မာကာဒိုအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်ခဲ့ရပါတယ်။သူ့ကိုယ်သူယုံကြည်မှုရှိရှိနဲ့ပုံနေဆွဲတယ်။သူ့ဘာသူပြင်ဖို့လိုတဲ့နေရာတွေကိုလည်းပြန်ရှာတယ်။ဒီလိုမျိုးပကြီးမှာထူးချွန်ပေမဲ့သူ့လက်ရာတွေကိုလူတိုင်းကတော့မသိသေးပါဘူး။ဝါသနာရှင်အစင်းလောက်နဲ့ပဲသူ့ရဲ့ဘဝကိုချစ်ဆက်ရှောင်နေခဲ့တာပါ။ ဒီလိုနဲ့ပဲအသက်ငယ်ငယ်လေးတည်းကပုံတွေကိုနေ့တိုင်းဆွဲတယ်ပြီးတော့သူ့ဖေအလုတ်ယုံထဲမှာရှိတဲ့မှုတ်ဆေးဘူးတွေကိုယူပြီးတော့နံရံတွေမှာပုံတွေကိုရှောက်ပြီးရေးဆွဲကြည့်တယ်လမ်းဘေးတွေမှာပုံတွေလိုက်ဆွဲတယ်ဒီလိုနဲ့သူ့ရဲ့အထက်တန်းကျောင်းသားဘဝတုန်းကစာအုပ်တွေမှာဆိုရင်သူ့ရဲ့လက်ရာတွေအများကြီးကိုတွေ့နိုင်တယ်ဆက်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ hip hop culture ထွန်းကားလာတာနဲ့အတူတူ gravity ကသူ့ဘဝတွေကိုခြေစုံဖြစ်ပြီးတော့ဝင်လာခဲ့ပါတယ် hip hop culture လို့ပြောလိုက်တာနဲ့ rap တွေရွတ်တာတခုတည်းကိုပဲပြေးမြင်လို့မရပါဘူး။ gravity စေးမုတ်တာလည်း hip hop culture ရဲ့အဓိက element တွေထဲကတစ်ခုပါပဲ။ဒါဆိုရင် hip hop ထဲမှာပါနေတဲ့လမ်းဘေးအနုပညာလို့ပြောလို့ရမယ်ဒီ gravity ကရောဘယ်ကနေစခဲ့တာလဲ။ gravity ဆွဲတဲ့သူတွေရဲ့ရင်ထဲမှာလည်းသူတို့ကိုယ်တိုင်စူးစမ်းအထောက်ထားတဲ့လက်ရာတွေကိုအချင်းအကြာကြီးရှိစေချင်ပါပါ။ gravity မှာလည်း gravity ဆွဲတဲ့လူတယောက်လိုက်နာရမယ့်အချက်လေးတွေရောရှိပါသေးတယ်။လွတ်လပ်တဲ့အနုပညာတစ်ခုကိုခြားပြတာဖြစ်ပေမဲ့ နီးစနစ်မရှိရင်လူတိုင်းလွယ်လွယ်ကူကူပဲလှုပ်လို့ရသွားတော့မှာပေါ့ gravity artist တယောက်အနေနဲ့လဲဆလုံးတွေရဲ့ font တွေပုံစံတွေ color ရောစက်ပုံတွေမှုန်ဆေးရဲ့သဘောတဘာဝကိုနားလည်ရမယ်အပြင်တခြားလူတွေရဲ့အနှုပညာကိုလည်းမစော်ကားမိဖို့ခိုးမချမိဖို့အရေးကြီးပါတယ်လူသွားလူလာများတဲ့နေရာတွေမှာစွဲမယ်ဆိုရင်ပတ်ဝန်းကျင်နဲ့မတင့်တော်တာမျိုးတွေကိုတော့ရှောင်သင့်ပါတယ် ဒါပေမဲ့အများပိုင်နေရာတွေပြည်သူပိုင်နေရာတွေဖြစ်တဲ့လမ်းဒေါင်တွေလမ်းကြားတွေနဲ့မြေအောက်ယထာနံရံတွေမှာရေးမိရင်တော့ပြဿနာတက်နိုင်တယ်။အမှုပညာကိုဘောင်းနေစည်းတွေနဲ့သတ်မှတ်ထားလို့မရတာမို့ရတဲ့အချိန်လေးမှာမြန်မြန်ဆွဲနိုင်ဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ရှိနေပါတယ်။အဲဒါကတော့ gravity အကြောင်းကိုအချင်းချုပ်လေးအတူတူရှင်းပြပေးသွားတာပါ။အခုဒီဗီဒီယိုရဲ့ဇက်လိုက်ကျော်ဖြစ်တဲ့ Mr. Cartoon C ကိုကျွန်တော်တို့ပြန်ပြီးတွားလိုက်ကြရအောင်။သူရဲ့အသက်၁၂နှစ်မှာပဲ New York မြို့က gravity ဆွဲတဲ့နေရာမှာဆရာကျနေပြီဖြစ်တဲ့ LEE နဲ့55 Freddy တို့ကိုအားကြပြီးတော့သူမွေးရမည်ဖြစ်တဲ့ LA မြို့ရဲ့လမ်းကြားတွေမှာစပြီးတော့လက်သွေးပါတော့တယ်။ဒီနေရာမှာငင်းစင်ကလေးကပကြီးမှာဝါသနာပါခဲ့တဲ့အတွက် သူ့အတွက် gravity ဆိုတာကိုကိုကိုပြန်ရှာတွေ့လိုက်တယ်လို့အခုထက်ထိတည်ရှိနေအောင်မဲ့လက်ရပေါင်းများစွာပေါ်ထွက်လာတော့တာပါပဲဒီနေရာမှာမိတ်ဆွေတို့ပြောချင်တာတစ်ခုက Mr. Cartoon ကလည်း gravity ဆွဲဖို့အရေးဖန်းခံလိုက်ရသေးတယ်သူအသက်18နှစ်အရွယ်မှာပဲ public area မှာ gravity ဆွဲမိလို့ဆိုပြီးရော်ကြီးအနေနဲ့ဒေါ်လာ3000ဆောင်ဖို့အမိန့်ချခံလိုက်ရတယ်တာမန်လူဆိုရင်ဒေါ်လာ3000ဆိုတာကိုယ့်ရဲ့ဝါသနာကိုလက်တွန့်သွားစေနိုင်လောက်တဲ့အမိန့်တစ်ခုဆိုပေမဲ့သူ့အတွက်တော့အခွင့်အရေးတစ်ခုလို့ဒါကိုမြင်ခဲ့တယ်ဘာလို့လဲဆိုတော့ तू ကလက်ဝိတ်တင်တဲ့နေရာတစ်ခုလုံးအပြည့်ကို gravity ဆွဲပေးပြီး တော့အဲ့ဒီကနေရတဲ့ပတ်စံတွေကိုဒေါ်လာ3000ပြန်ဆက်ခဲ့လို့ပါပဲဒါကသူ့ဘွားရဲ့လာမယ့်တက်တန်းတစ်လျှောက်လုံးမှာရှေ့ဆက်ရမယ့် carrier တစ်ခုအနေနဲ့စတင်ဖြစ်ပေါ်လာခဲ့ပါတယ်အခုချိန်မှာ Starling ပေါင်1350တောင်ပေးရတဲ့သူ့ရဲ့ Clown Town app ဆိုတဲ့ပကြီကတက်တည်ပါပဲ ဒီလိုနဲ့အယ်လီတို့ပြောလိုက်တာနဲ့အတူတွဲပြီးမြင်တာကတော့လမ်းဘေးနံရံတွေမှာဆွဲထားတဲ့သူ့ရဲ့ gravity တွေပါဒီလိုနှုတ်ပညာတွေကဖြတ်သွားဖြတ်လာလောက်တဲ့လူတိုင်းမကြည့်ရမနေနိုင်လောက်အောင်ဆွဲဆောင်ထားနိုင်ခဲ့တယ်မိတ်ဆွေတို့ဒီပုံတွေကိုကြည့်ရင်သိနိုင်ပါတယ်ဆွဲထားတာကအသေးစိတ်ကြပြီးတော့ဒီဇိုင်းတွေကအစားအယ်လီကိုကိုစားပြုတယ်ဆိုပြီးချီးကျူးတာမျိုးတွေကလည်းအများကြီးပါဒါဆိုအယ်လီကိုအဓိကထားပြီးဖန်တီးခဲ့တဲ့ GTA San Andreas မှာလည်း Mr. Cartoon ရဲ့လက်ရာတွေအများကြီးတွေ့ရပါသေးတယ် ျွန်တော်တို့အရင်ကြိုက်ခဲ့တဲ့ကာသကိုဂိမ်းမှာပါတဲ့ gravity တွေက Mr. Cartoon ရဲ့လက်ရာတွေပါ။ Gravity ဆိုတာကိုတည်တည်ချာချာပြန်စဉ်းစားကြည့်ရမယ်ဆိုရင်ဒီအမှုပညာမျိုးကိုတန်ဖိုးထားတတ်တဲ့လူက American မှာအဲ့ဒီအချိန်ကတော်တော်လေးကိုရှားနေပါသေးတယ်။ခုချိန်ထိဒီမြန်မာနိုင်ငံမှာဆိုရင်လည်း gravity ကိုလူငယ်တွေစိတ်ကူးပေါက်ပြီးတော့ရှောက်လုတဲ့အရာလို့တွေးနေမြင်နေတဲ့လူတချို့လည်းရှိနေတော့မှာ။အဲ့တော့ဒီအလုံးနဲ့အသက်မွေးဝမ်းကြောင်းလုပ်မဲ့လူတွေကကိုယ့်ဘာသာကိုအိတ်ဆိုင်ပြီးဆေးဘူးဝယ်ရတယ်။ကိုယ်တိုင်အစာဆုံးဆွဲရတယ်။ဒီကြားရဲရေဖန့်ခံရမှာလည်းကြောက်ကြသေးတယ်။ ဒီလိုနဲ့လုံးနဲ့ချာလေးလိုက်နေရင်နဲ့ Mr. Cardon အတွက် carry ရအပြောင်းလဲတစ်ခုကတော့စပြီးဖြစ်လာခဲ့တယ်အဲ့ဒါကတော့ကားဘော်ဒီကိုပကြီ canvas စဖြစ်အောင်ပြောင်းလိုက်တာပါပဲ။အဲလီမှာရှိတဲ့မက္ဆီကိုလူမျိုးတွေရဲ့ culture ကိုပြောပါဆိုရင်အင်ကြီးဆွတ်ကျဲ၊ဘောင်းမီတူဒူးအဖုံအပွားတွေနဲ့ခြေသလုံးတစ်ခုလုံးဖုံးထားတဲ့ခြေအိတ်အဖြူဆွတ်ဆွတ်တွေကိုဝတ်ထားတဲ့ white tee ဆိုတဲ့ fashion design ရယ် low rider ဆိုတဲ့ပုံပြောင်းကားတွေကမပါမဖြစ်ပါပဲကားတွေကနေတယ်လို့လည်းပြောလို့ရတယ်လို့ကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်ဘူးနေကြ short bar ပုံပြောင်းတာတွေနဲ့အထာကျနေတဲ့ bag တွေက low rider တွေပါပဲဒီလိုမျိုးကားရဲ့ပုံစံကိုပြောင်းလိုက်တာနဲ့အတူတူဒီကားရဲ့ကိုယ်တွေကိုအယောင်ပြောင်းပြပြီးတော့ပကြီးအပေါ်ကနေဆွဲပြစ်မယ်ဆိုတဲ့အတွေ့အကြုံကမစ္စတာကာတွန်းရဲ့အသွေးကြောထဲမှာပွက်ပွက်ဆူလာပါတော့တယ် ဒါဆိုရင်နိုင်ရံတွေပေါ်မှာဆွဲခဲ့ဘူးတဲ့နီလန်းတွေပဲမှုတ်ဆေးဘူးတွေအစားရေပန်းတွေကိုတုံးတယ်။ကာလာတောက်တောက်ထဲမှာဆွဲတဲ့ပုံတွေရုပ်လုံးကြွလာအောင်အချိန်ကြာကြီးပေးပြီးတော့ဖန်တီးတယ်။သူ့ရဲ့အချောကင်ထားတဲ့ပုံစံတွေစုပ်ချက်ပေးပုံတွေနဲ့လိုင်းတွန့်တွေကဘသူနဲ့မှမတူအောင်သီးသန့်ကြီးကို꿰ထွက်နေခဲ့ပါတယ်။မစ္စတာကာတွန်ရဲ့လက်ရပါတဲ့ကားနဲ့မြို့တစ်ပတ်ပတ်လိုက်မယ်ဆိုရင်လမ်းတစ်လျှောက်လုံးလူတိုင်းကငေးရလောက်အောင်အထိကိုသူ့ရဲ့လက်ရတွေကဖန်တီးပြနိုင်ခဲ့ပါတယ်။ဒါကတော့နိုင်ရံပေါ်ကဆေးတွေကိုကားကိုတဲ့ body ပေါ်မှာပြောင်းလိုက်တာပါပဲ။ တူးတက်20ကျော်ကျော်လောက်မှာပဲထိုကျိုမြို့ရဲ့ကားပြပွဲတွေအထိရောက်သွားပြီးတော့ဂျပန်မှာလည်းသူ့ရဲ့လက်ရာတွေကိုချပြခဲ့သေးတယ်။အမေရိကန်နိုင်ငံသားမက်ဆီကန်တယောက်အတွက် သူ့ယင်ထဲမှာရှိတဲ့အဲလီကိုဂျပန်မှာစိတ်ကြိုက်ပုံဖော်ခွင့်ရခဲ့တာပါ။လူတစ်ယောက်ကသူ့ရွေးချယ်ခဲ့တဲ့ career တစ်ခုတစ်သလုံးလိုက်ပြီးစီးမျောသွားနိုင်မလား။ခုဆို မစ္စတာကတ်တွန်းက gravity လောကရောကားဆေးချေတာတွေရောနှမျိုးလုံးမှာတကယ်ကိုဒိတ်ဒိတ်ကျဲတယောက်ဖြစ်နေပါပြီ ဒါပေမဲ့သူ့ဘဝအတွက်အမြင့်ဆုံးထိရောက်အောင်ပို့လိုက်တဲ့အချက်တစ်ချက်ကတော့လူတစ်ယောက်နဲ့ဆုံပြီးတဲ့အခါမှသာတေချာရုံလုံးပေါ်လာခဲ့တာပါအဲ့လူကတော့ Estevan Oreo လို့ခေါ်တဲ့ဓာတ်ပုံဆရာ Cypress Hill အဖွဲ့ရဲ့ show ဘွဲ့မန်နေဂျာပါပဲသူတို့နှစ်ယောက်ကို Ellie ရဲ့မြို့မျက်နှာဖုံးနေဆိုပြီးတော့သတ်မှတ်ကြတဲ့အထီးကိုခုချိန်မှာဖြစ်လာခဲ့တာပါဘာလို့လဲဆိုတော့ Mr. Cartoon ရဲ့လက်ရာတွေက Ellie ရဲ့ပြရုပ်တစ်ခုဖြစ်တယ်လို့ Estevan ရဲ့လက်ရာတွေကလည်းအခိုက်အတန့်တစ်ခုချင်းစီတိုင်းကိုတေချာအောင်မှတ်တမ်းတင်ထားနိုင်ခဲ့လို့ပါပဲ။ သူတို့နှစ်ယောက်က1992ခုနှစ် Hollywood Athletic Club မှာစုံပြစ်ကြပြီးတော့နှစ်ယောက်လုံးကကိုယ်မှာရှိတဲ့ကိုစီအိမ်မက်တွေကိုယဉ်ဖွင့်ကြရင်လည်းအလုပ်တူတူတွဲလို့ဖို့အတွက်ဖြစ်လာခဲ့တာပါအဲ့ဒီချိန်တုန်းက Estevan က Cypress Hill အဖွဲ့ရဲ့ show boy manager ဖြစ်တဲ့အတွက်နယ်လဲဖျော်ဖြေပွဲတွေကိုလိုက်ခဲ့ဖို့အတွက်ကို Mr. Cardon ကိုဖိတ်ခဲ့ပါတယ်ဒါက Mr. Cardon အတွက်တော့သူယူသွတ်တဲ့ hip hop ရေးစီးကြောင်းထဲမှာသူကိုယ်တိုင်လိုက်ပြီးစီးမျောခွင့်ရတဲ့အပြင်ကိုတက်တူးဆရာတယောက်အဖြစ်ကိုပြောင်းလိုက်တဲ့လမ်းစာတစ်ခုပေါ်လာခဲ့တာပါ ဒီလိုနဲ့ Cypress Hill အဖွဲ့အတွက်အမြင်ဆန်းစေမဲ့ album မျက်နှာဖုံးဒီဇိုင်းတွေကိုစတင်ပြီးတော့ဆွဲပေးပါတော့တယ်။တစ်ဖက်မှာလည်း Stage ရဲ့နောက်မှာလာသမျှလူတွေကိုတတူးထိုးပေးရင်းနဲ့သူ့ရဲ့ဝါသနာနဲ့လိုက်မဲ့ career တစ်ခုကိုထပ်ပြောင်းခဲ့ပါတယ်။ဒီလိုနဲ့ show ပွဲတွေလိုက်ကြတတူးတွေထိုးပေးကြနဲ့ Mr. Cartoon နဲ့ Estevan ကပခုံးချင်းဖက်ပြီးပေါင်းတဲ့ညီကိုတွေလိုပေါ်လာပြီးဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးနှစ်ယောက်သားပေါင်းပြီးကြတဲ့အခါမှာတော့ SA Studio Global ဆိုတဲ့ studio တစ်ခုကိုဖွင့်ခဲ့ကြတယ်။ ဒီစတူဒီယိုမှာပဲနှစ်ယောက်သားအတူတူပေါင်းပြီးအလုပ်တွေလုပ်ကြတယ်။အမှုပညာအသစ်တွေဖန်တီးကြတယ်။ album cover တွေကိုဆွဲပေးတယ်။ Snoop Dogg, M&M တို့အတွက် album design တွေကိုထုတ်ပေးတယ်။ Nike, Vans တို့နဲ့ပေါင်းပြီးတော့ဖက်နက်တွေထုတ်တယ်။ကိုယ်တိုင်ပြန်ပြင်တယ်။အဲအဲ့လိုနဲ့ပဲ LA ရဲ့ hip hop culture မှာ Mr. Cartoon ကိုမသိတဲ့သူမရှိတော့လောက်အောင်ထီဖို့ဝဝကွဲအောင်မြင်လာခဲ့ပါတယ်။အခုဒီ video ကြည့်နေတဲ့သူတွေထဲမှာ M&M ရဲ့ Stan ဆိုတဲ့ music video ကြည့်ဘူးလား။ ီသရှင်ရဲ့ music video ထဲမှာဆိုရင် Mr. Cartoon ရဲ့ scenes တခုကလည်းပါနေပါသေးတယ်။ပြီးတော့ Cypress Hill, Blink 182တို့နဲ့အတူတူ showware တွေလိုက်ရင်းနဲ့စင်နောက်မှာထိုင်ပြီးတက်တူးတွေကိုမနာတမ်းထိုးပေးတော့တာပါပဲ။ဒီလိုမျိုးပွဲတွေမှာ live ပြီးထိုးပေးနေရလို့သူ့မှာတော့တက်တူးထိုးတဲ့ set အကောင်းစားကြီးရှိမယ်လို့တော့မတင်လိုက်ပါနဲ့။သူကိုယ်တိုင်ဖြတ်ညက်ကတ်လှုပ်ထားတဲ့တက်တူးဆက်လေးတစ်လုံးနဲ့ပဲဒီလက်ရာတွေကိုဖန်တီးခဲ့တာပါ။ Mr. Cartoon ကိုအယ်လီမှာရှိတဲ့လူတိုင်းကဘာလို့လေးစားအားကြကြရတာလဲ။ သူ့ရဲ့အလုံးပေါ်မှာထပ်တန်တဲ့စိတ်ကြောင့်လားပေါင်းတင်ပေါင်းစုံနဲ့အယ်လီယိုချစ်မြတ်လို့ပြီးသူ့ရဲ့ချီကန်လိုစိတ်ဓာတ်ကိုအကောင်းဆုံးချပြနိုင်လို့လားအယ်လီ Originals လို့ခေါ်တဲ့ Netflix ကရိုက်ထားတဲ့ documentary ထဲမှာဆိုရင်ဇက်ကားရဲ့နာမည်အတိုင်းကိုအယ်လီရဲ့အဆဖြစ်ခဲ့တဲ့ Mr. Carton နဲ့ Stephen Oreo တို့အကြောင်းကိုပုံဖော်ထားခဲ့တာပါငယ်စဉ်ကတည်းကပကြီဆွဲတာဝါသနာပါခဲ့တယ်။ဆယ်ကျော်သက်အရွယ်မှာလည်း gravity တွေနေရအနှက်ဆွဲပြီးနေပြီ။ဆွဲလွန်းလို့ဒဏ်ကြီးတော်ဆောင်ရတဲ့အထီကိုဖြစ်ခဲ့တယ်။အပီလက်ပြီးတော့ကားပေါ်ရီတွေကို canvas အဖြစ်ပြောင်းတဲ့ အနောက်ပြီးတော့ American နိုင်ငံရဲ့ legend တွေလို့ပြောလို့ရတဲ့ Kobe Bryant, Eminem, Snoop Dogg, Dr. Dre, 50 Cent နဲ့ Beyonce ကြိုက်တဲ့နာမည်ပြောသူတို့ခန္ဓာကိုယ်ပေါ်မှာ Mr. Cartoon ရဲ့လက်ရာတွေကရှိနေပြီးသားပါ။ဒါနဲ့မိတ်ဆွေကကဘာကျော်ပုံကိုယ်တွေရဲ့အထုပ်ပတ်တီတွေကိုဖတ်ရတာဝါသနာပါတယ်။သူတို့တွေရဲ့ဘဝဖြတ်သန်းမှုတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ရွှေနှုတ် application ထဲမှာရှိတဲ့စာအုပ်တချို့နဲ့မိတ်ဆက်ပေးခြင်းပါတယ်။ရွှေနှုတ် application ထဲမှာဆိုရင်ကဘာကျော်ပုံကိုယ်တွေဖြစ်တဲ့ Steve Jobs, Elon Musk, Michelle Obama, Stephen King, ခရစ်စတီယာရော်နယ်ဒိုရဲ့အကြောင်းတွေအပြင်ကြောင်းမနေခဲ့ရပေမဲ့ပညာရေးခရီးလမ်းကိုအဆုံးထိရောက်အောင်သွားနိုင်ခဲ့တဲ့ Tara Westover, Lambie Bowa ကနေ Harvard တက္ကသိုလ်အထိခြေစပ်နိုင်ခဲ့တဲ့ Liz Murray အကြောင်းစတဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့အထောက်အပံ့ပေါင်းများစွာကိုရွှင်တော့မှအတန်နဲ့နားဆင်လို့ရပါပြီ။အဗီဒီယိုလေးကိုပြန်ဆက်မယ်ဆိုရင်တော့သူ့ရဲ့တက်တူးတစ်ပုံကိုဘာကြောင့်ဒေါ်လာ9000အထိကိုပေးရတာလဲ။သူ့ရဲ့ကောက်ကြောင်းယူတဲ့ပုံနဲ့နောက်ကနေထည့်တဲ့ shape တွေကဘယ်သူနဲ့မှမတူပဲကွဲထွက်နေလို့ပါ။ အဲ့ဒါကိုအနှက်ရောင်တစ်မျိုးပဲတုံပြီးဖန်ပြီးသွားတာကသူကြီးပင်းခဲ့တဲ့ပတ်ဝန်းကျင်ရဲ့ရိုက်ခိုက်မှုကြောင့်လည်းပါပါတယ်။ပြောမယ်ဆိုရင်အဲလီမှာအမှုပညာရဲ့ဝန်းနဲ့ပတ်သက်တဲ့လူတွေ၊စီးပွားရေးလုပ်ငန်းရှင်တွေအပြင်မှာမြေအောက်ဂိုင်းသားတွေအမျိုးမျိုးလည်းရှိပါသေးတယ်။ဒီလိုမျိုးဂိုင်းအမျိုးမျိုးကလူတွေကလည်းမစ္စတာကာတွန်းထိုးတဲ့တက်တူမရှိဘူးဆိုရင်ဘောင်းမွင်တယ်လို့ဖြစ်နေတော့တာပါ။ အတူနဲ့သူ့ရဲ့ဘော်ဒါအက်စတဗန်တို့ပေါင်းပြီးဖွင့်ထားတဲ့ SA Studio မှာမစ္စတာကာတွန်ကသူလှုပ်ရှင်တဲ့အမှုပညာတွေကိုအကုန်လုံးကိုစိတ်ကြိုက်လှုပ်ခွင့်ရတယ်။အက်စတဗန်ကလည်းသူနဲ့ဓာတ်ပုံရိုက်ချင်တဲ့သူတွေများလွန်းလို့ကြိတ်ကြိတ်တိုးနေရတဲ့အဖြစ်ပါပဲ။ဒီလိုနဲ့သူတို့စတူဒီယိုရှိတဲ့နေရာမှာ LA ရဲ့အရသာအစ်စ်ကိုပေးနိုင်တယ်လို့တော့ပြောကြပါဗျ။50ဆိုင်ရဲ့နောက်ကျောကလက်ရကမစ္စတာကာတွန်ကိုယ်တိုင်ဆွဲပေးထားတာပါ။ ပြီးတော့ M&A လက်မောင်းမှာရှိတဲ့အတူသမီးပုံထိုးဖို့အတွက်ဈေးကမြန်မာငွေ300လောက် ပေးရတယ်လို့ပြောလို့ရတယ်။ဒါဆိုရင် Snoop Dogg တို့50 Cent တို့ Kobe Bryant တို့လူတွေက Mr. Cartoon ရဲ့တတူးတွေကိုဘာလို့အလောက်ထိရွှဲလန်းရလဲ။သူရဲ့လက်ရာတွေက Ellie ရဲ့နှလုံးခုန်တဲ့တစ်ခုလိုဖြစ်နေကြတာပါ။သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာအမျက်တနိုးဝစ်ဆင်ဖို့အတွက်အသေးသေးချာချာရွေးချယ်ကြတာပါ။ မြို့ထဲမှာရှိတဲ့လမ်းတွေမှာကားလျှောက်စီးမယ်ဆိုရင်အတိုက်တွေရဲ့ဘေးမှာနောက်ဖေးလမ်းကြားမှာရှိတဲ့နိုင်ငံတွေမှာသူ့ရဲ့လက်ရာတွေအပြည့်ပါပဲဒီလိုမျိုးတက်တူးကြုံမဖြစ်လာခဲ့တဲ့သူက2003ခုနှစ်လောက်ကတည်းကဆက်ရှင်ကိုဒေါ်လာ300နဲ့900လောက်အထိတောင်းပြီးတော့50 cent ရဲ့ sock size ဆိုတဲ့နောက်ကျောကတက်တူးအတွက်အချိန်နဲ့ရယူပြီးဖန်တီးခဲ့တဲ့အကြောင်းကို Twitter မှာတင်ခဲ့ပါသေးတယ်။အနိုင်အောင်တစ်မျိုးတည်းကိုတုံပြီးဖန်တီးထားတဲ့ဒီလက်ရာတွေကလူတွေကြားထဲကိုချက်ချင်းပဲပြန့်နိုင်ခဲ့ပါတယ်။ကောက်ကြောင်းတစ်ခုချင်းစီတိုင်းကိုအသေးစိတ်ကြလွန်ပြီးသူ့ဘဝတစ်လျှောက်လုံးဖြည့်ခဲ့တဲ့လက်ရာတွေကဒီနေရာမှာလုံးဝကွက်တိ ဆိုမှကွက်တီကိုကြလွန်ပါတယ်။စိတ်ကဖြစ်ချင်တယ်လို့လက်ကလည်းလိုက်လုံနိုင်တော့နေရာရတာမဆန်းတော့ပါဘူး။ဒီဗီဒီယိုပြန်ချုပ်ရမယ်ဆိုရင်တော့ငွေစင်ကလေးကအဝါသနာတစ်ခုကိုအရင်တည်ပြီးတော့အလုပ်တွေနှစ်ခုသုံးခုပြောင်းလာခဲ့တယ်။ဒီလိုပြောင်းခဲ့တဲ့အလုပ်တိုင်းကလည်းသူဝါသနာပါတဲ့အရာနဲ့ဆက်ဆက်တဲ့အလုပ်တွေဖြစ်နေတယ်။ကြာရှုံးမှုတွေကိုလည်းသူဂရုမစိုက်ခဲ့ဘူး။တလန်းနဲ့မရောက်ရင်နောက်တလန်းကိုချက်ချင်းပြောင်းပစ်တယ်။ ါပေမဲ့အရင်လမ်းမှာလှုပ်ခဲ့တဲ့အရာတွေကိုတော့တည်သွားတယ်။ဒီလိုနဲ့သူ့ဘဝကအားလုံးကတည်တဲ့တတ်တူးပညာရှင် gravity artist a body painter စတဲ့နေရာတွေမှာအောင်မြင်မှုတရပူတွေကိုစုခူးနိုင်ခဲ့တယ်။ဒီလိုဘဝမျိုးမှာပျော်မွေ့တယ်လို့မျိုးသူလှုပ်တဲ့အလုပ်တိုင်းကသူ့ရဲ့အတိုင်းအဝန်းတစ်ခုလုံးဖြစ်တဲ့ alley ကိုလူတိုင်းသိဖို့စ조사ခဲ့တာပါ။ဒီကြောင်းလေးပြောမယ်ဆိုရင်တော့ပြောလို့တော့မကုန်ပါဘူး။ငယ်စဉ်ကတည်းက hip hop နဲ့ရှင်တွဲလာခဲ့တဲ့ gravity လက်ရာတွေကားတွေကိုဇိမ်ခံအဆင့်ရအောင်ပြောင်းလဲလိုက်တာတွေအပြင်ကိုသူ့ရဲ့တက်တူးလက်ရာတွေကဘယ်သူမှမတူအောင်စမ်းသစ်နေကြပါပဲ ဒါကတော့မစ္စတာကတ်တွန်းရှောက်ခဲ့တဲ့ခီးလမ်းပါသူရဲ့ဘဝတစ်စစ်ချိုးတွေရောအောင်မြင်မှုအဖြစ်ဘယ်လိုပြောင်းလိုက်တာလဲပြီးတော့ဝါသနာကိုအရင်တည်းတစ်ခုမှအောင်မြင်ခဲ့ရင်တော့ဝါသနာနဲ့ဆက်ဆက်နေတဲ့လုပ်ငန်းတွေကိုဘယ်လိုပြောင်းလဲလို့ရလဲအားလုံးရှိမှလှုပ်ရက်နဲ့တက်တည်ပြနေတဲ့သူတယောက်တော့ဒီဗီဒီယိုထဲမှာကျွန်တော်ခြားပြခဲ့ပါပြီအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေရောမစ္စတာကတ်တွန်းလိုမျိုးအယ်လီလေဂျန်တယောက်ထက်ရှိလာအောင်မယ်ထင်လားတကယ်လို့ Mr. Carton ရဲ့လက်ရာတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာတင်ခွင့်ရမယ်ဆိုရင်ရောဘယ်လိုမျိုးပုံမျိုးကိုရွေးချင်မလဲအောက်ကကွန်မန့်မှာရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။